ခင်ညာနိုင်ငံမဆိုင်မာဝါရဲ့အလေးဘဟုမှာဆိုတော့လူနဲ့တရိတ်ဆန်ကြကနေနမိတ်ဝေကိုထောင်ရပြောင်းလဲပြင့်မဲ့ဆလန်တပုတ်ဖြစ်ပေါ်ခဲ့ပါရီနှစ်30အရွယ်တိုင်းတရိတ်ဆန်တပုတ်ဆရာဖြစ်တဲ့ဒေးဗစ်တွန်ဆန်ဟာရှင်းနေအတွေ့အကြုံရှိပြီးတဘောဝတရားကိုဘေတော်မှမနှောက်ရရဘူးဆိုရစီကန်းကိုအမြဲတမ်းလိုက်နာခဲ့တဲ့လူပါဒါပေမဲ့တနေ့မှာတော့အသက်တစ်ချောင်းအတွက်အဲ့ဒီစီကန်းကိုသူချိုးပေါက်လိုက်ရပါရီ မာရာမြင့်ပြေရွှွင့်ရေဝေဟာအထက်ပိုင်းမိုးကြီးတဲ့အတွက်ရေဝေရှန့်ပြီးတော့အရှိန်ဟုန်နဲ့စီးဆင်းနေတဲ့အခါမှာဒေးဗစ်တယောက်ကင်မရာပြင်နေတုန်းသူ့ရဲ့သွေးသားဝေအီခဲသွားစီမဲ့မြင်ကွင်းတစ်ခုကိုတွေ့လျက်ပါရီလေးလာသားတော်မပြည့်သေးတဲ့ချင်းတိကလေးတစ်ကောင်ကရေစီအထဲကိုလိမ့်ကျသွားခဲ့တာပါမိသားပြုတ်ကျသွားတဲ့အချိန်မှာအဲ့ဒီတက်တော်လေးကမြင်ကန်းဆတ်နဲ့ အရန်နီးတဲ့နေရာမှာကစားနေခဲ့တာပဲဖြစ်ပါရင်ဒေးဗစ်ဟာချက်ချင်းဆိုသလိုပဲသူ့ရဲ့ပစ္စည်းတွေကိုချပြီးတော့မြစ်ထဲကိုခုံဆင်းလိုက်ပါရင်သူ့ရဲ့ရှင်တန်ဖို့အတွက်ဗီဇအလုံးဟာမစင်းဖို့အတွက်တားမြစ်နေခဲ့ပေမဲ့တခုတည်းသောစာနာစိတ်ကဒီအရာအလုံးကိုလွမ်းမိုးတွားခဲ့ပါရင် မြေကြီးကအရန်ကမှအန်ဒီရဲ့များတော့ပါကြောင်ကတစ်ကိုင်းတစ်တုံးတွေဟာသူ့ရဲ့ပခုံးကိုလာပြီးတော့ရိုက်ခတ်နေခဲ့ပါရင်ရေစီကသူ့ကိုရေအောက်စီဆွဲချဖို့ကြိုးစားနေခဲ့ပါရင်ဒါပေမဲ့သူကတိုက်ခိုက်ရင်းနဲ့ပဲနောက်ဆုံးမှာတော့ရုံးကန်နေတဲ့ချင်းတိကလေးကိုဖမ်းဆုပ်နိုင်ခဲ့ပါရင်ဒီတက်တော်လေးဟာသူ့ရဲ့လက်တဲဝေကိုဒေးဗစ်ရဲ့လက်ပင်စီရစ်ပတ်ပြီးတော့သူ့ကိုပဲမျောလင့်ချက်အဖြစ်မိသွဲထားတယ်လို့မျိုးပဲဖြစ်ပါရင်ဒီလိုနဲ့ဒေးဗစ်ကကန်ဆက်ကိုရောက်ဖို့ကိုပဲအာရုံစိုက်နေခဲ့တာပါ ဒါပေမဲ့သူတတိမထာမိတာကတော့မြေကံပေးတစ်ပြင်းတဲ့အထဲမှာဆိုရင်ချင်းသိ6កောင်ကသူ့ကိုစောင့်ကြည့်နေတာပဲဖြစ်ပါရင်ချင်းသိမ5កောင်နဲ့အေယာမချင်းသိထီးတကောင်ပဲဖြစ်ပါရင်ကြံရိတ်ခဲ့တဲ့ချင်းသိကလေးရဲ့မိသားစုဟာအော်တန်နီကိုကြားပြီးတော့မျက်စိကိုလိုက်လာကြတာပါဒေဗီကရေတိမ်ပိုင်းကိုမောဟိုက်ပြီးရေဆိုးရွှဲနေတဲ့ပုံစံနဲ့ရောက်လာတဲ့အခါမှာတော့သူမောကြည့်လိုက်တဲ့အချိန်မှာသူတို့ကိုတွေ့လျက်ရပါရင်ထိတ်တန်းသားကောင်ဖမ်းတဲ့တက်တော်ဝီကရေဆက်မှာတိတ်ဆိတ်စွာနဲ့ဝိုင်းပြီးရက်နေကြကသူ့ရဲ့လက်ထဲကချင်းသိကလေးစီကိုမျက်လုံးတွေစိုက်ကြည့်နေကြပါရင်ဒေဗီ ကတော့ပိတ်မိနေခဲ့ပါပြီရုပ်တရားလှုပ်ရှားလိုက်တာနဲ့အသက်အန္တရာယ်ရှိနေမှာရင်းဒါပေမဲ့ခေါင်းဆောင်ဖြစ်ပုံရတဲ့ချင်းတိမကြီးကဘယ်စဥ်မှရှင်းပြလို့မရတဲ့အရာတစ်ခုကိုလှုံ့ဆော်လာခဲ့ပါရင်းသူကအရင်သေးကိုဆင်းလာခဲ့တာပါတိုက်ခိုက်ဖို့မဟုတ်ပဲနဲ့တပိပိရှင်နူးညံ့စွာရှီးကပ်လာခဲ့ပါရင်သူ့ရဲ့မျက်လုံးတွေမှာဒေါရအရေးအယံမရှိပါဘူးအဲ့ဒီအစားဒေးဗစ်ကတခြားအရာတစ်ခုကိုတွေးလိုက်ရပါရင်အတိအမှန်ပြုမှုကျေးဇူးတင်ရှင်ပဲဖြစ်ပါရင်ချင်းတိကလေးကငင်သားစွာအဟိပီသူ့ရဲ့အမေကိုခေါ်ပါရင်လေထဲကတင်းမမှုရဲ့ပြေပြတ်သွားခဲ့ပါပြီ အဲ့ဒီနောက်ကမ္ဘာတဝန်းလုံးကိုပြန့်နှံ့သွားစေမယ့်အခက်အတန့်တစ်ခုမှာချင်းသိမာကြီးကဒေးဗစ်ကိုခေါင်းငုံအယုအသိပေးလိုက်ပါရင်ပြီးတော့ဘယ်သူမှမျောလင့်မထားတဲ့အရာတစ်ခုကိုလှုပ်ပြလိုက်ပါရင်သူ့ရဲ့နှဖူးကိုရှာနေရက်ပြီးကတန့်ရှင်းရဲ့လှုပ်ပြတဲ့အမှုအရာမျိုးပါချင်းသေးဝေဟာသူတို့ရဲ့အုပ်စုဝင်တွေကိုဒါဒီလိုမျိုးလှုပ်လေလှုပ်ထားရှိပါရင်ဒေးဗစ်ကတော့လှုပ်တော့မလှုပ်ရဲပါဘူး။သူကချင်းသေးမိသားစုထဲကိုခဏသာဧည့်သည်အဖြစ်ကြိုးစိုးခံနေရပါပြီ။သူကချင်းသေးကလေးကိုခရဆိုင်ချပေးလိုက်ပါရင် ချင်းတေးအုပ်စုကအရှိကိုတိုးလာခဲ့ပါရင်ရန်လိုမှုနဲ့မဟုတ်ပဲပြန်လည်စုံစည်းရှင်းနေမှာချင်းတေးအမေကသူ့ရဲ့ကလေးကိုဒဏ်ရာဝေရှိမရှိစစ်ဆေးနေပဲနန်းရှုံနေခဲ့ပါရင် တခြားသောရှင်တိဝေကလည်းကောက်ွယ်ပေးတဲ့အနေအထားနဲ့ဝန်းရံထားကြပါသည်။အေယာမရှင်တိထီကတော့မှသူ့ရဲ့ကလေးကိုနန်းရှုပ်ဖို့အရှိကိုတိုးလာပြီးမှပဲတည်ငင်စွာလဲလျောင်းလဲပါသည်။ဒေးဗစ်ကတော့အံ့ဩတုန်လှုပ်စွာနဲ့ကြည့်နေခဲ့ပါပြီ။သူ့ရဲ့နှလုံးသားကကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲနဲ့ကိုယ်ယုံမှုကြောင့်တရစ်တိတ်နဲ့ခုန်နေခဲ့ပါသည်။သူဟာတန့်ရှင်းတဲ့အရာတစ်ခုကိုမြင်တွေ့နေရတာပါ။တော်ရင်ရှင်တိမိသားစုရဲ့စိတ်ခံစားစရာဆက်သွယ်မှုလေးပဲဖြစ်ပါသည်။ပြီးတော့အံ့ဩဖို့ကောင်းနေတာကဒီတရိတ်ဆန်ဟာသူ့ကိုလက်ခံနေကြတာပါ။ဒါပေမဲ့ယုံရအခက်ဆုံးအပိုင်းကမရောက်သေးပါဘူး။ဒေးဗစ်ဟာနောက်ဆုံး ဖို့အတွက်ပြင်လိုက်တဲ့အခါမှာပဲမိသားစုခေါင်းဆောင်ရှင်တိမကြီးကမော့ကြည့်ပြီးနှက်ဆိုင်တဲ့အတန်ရှိကြီးနဲ့ဟိန်လိုက်ပါလိရှင်တိဝေကချက်ချင်းကိုတုံ့ပြန်ပါလိသူတို့ဟာဒေးဗစ်ရေဆက်မှာရက်နေတဲ့နေရာကနေသူ့ရဲ့ပစ္စည်းရှိတဲ့တိပင်းစီလမ်းဖောက်ပေးဖို့အတွက်နှစ်တန်းစီလိုက်ကြပါလိကွန်ပျူရှိတဲ့ဘွဲအဆောင်ရှောက်ပုံစံလိုမျိုးဖြစ်နေကြတာပါရှင်တိမကြီးကဒေးဗစ်ရဲ့ညာဖက်မှာနေရာယူပါလိအရာမရှင်တိထီးကတော့သူ့ရဲ့ဘယ်ဖက်မှာရှောက်လာခဲ့ပါလိဂျန်တဲ့အကောင့်တွေကဘေးဖက်မှာလိုက်လာကြပါလိ တိတ်ဆိတ်စွာနဲ့ပဲဒီမဖြစ်နိုင်တဲ့ရှီတက်ပွဲဟာမြက်ခင်းထဲကိုရှောက်လန်းသွားခဲ့ပါရင်ဒေးဗစ်ကအလဲမှာဖြစ်ပြီးပေါင်1500ကျော်ရှိတဲ့တွင်ဒရိုက်ဆန်တွေကသူ့ကိုကာကွယ်ပေးထားကြတာပါ ချင်းတိကလေးကတော့သူ့ရဲ့နဘေးမှာကပ်ပြီးအချင်းနဲ့သူ့ရဲ့ခြေထောက်ကိုပုတ်တက်ကရှောက်လာခဲ့ပါရင်သူတို့ကဒေးဘေးရဲ့ပစ္စည်းစီကိုရောင်းတဲ့အချိန်မှာတော့ချင်းတိအုပ်စုကရက်လိုက်ကြပါရင်ချင်းတိမကြီးကလဲ့ပြီးအရှိကိုတိုးလာကသူ့ရဲ့နဖူးကိုငင်းသားစွာနဲ့ထိကပ်ပါရင်ယုံကြည်မှုရဲ့အမှုအရာတစ်ခုဖြစ်ပြီးနှုတ်ဆက်ရှင်တစ်ခုလည်းဖြစ်ပါရင်တကောင်ချင်းစီကသူ့ကိုအတိမတ်ပြုတ်ကြပါရင်သူ့ကိုပုတ်တက်ကြပါရင် ခြင်းတိတ်ကလေးကတော့နောက်ဆုံးမှပဲဖြစ်ပါရည်သူကမော့ကြည့်ပြီးငင်သားစွာအော်ကယေရှုတင်ပါတယ်လို့ပြောနေတယ်လို့မျိုးနဲ့တိတ်ဆိတ်စွာထိုင်နေခဲ့ပါလိဒေဗင်ကတိပင်းမေးမှယေရှုရွှဲပြီးတော့စိတ်ခံစားမှုရဲ့လွမ်းမှုနေတဲ့ပုံစံနဲ့ခြင်းတိတ်အုပ်စုကလက်ပြီးခြုံပုတ်ထဲကိုပျောက်ကွယ်သွားတာအကြည့်နေခဲ့ပါရည်သူရဲ့ကင်မရာကအဲ့ဒီတွေးဆမှုတစ်ခုလုံးကိုမှတ်တမ်းတင်ထားခဲ့တာပါ ဆက်ဖြစ်လာမယ်အဖြစ်ပြက်ကကဘာကိုအံ့ဩစေခဲ့ပါရင်တောရင်ဒရိစံကျွမ်းကျင်သူတွေကအဲ့ဒီဗီဒီယိုကိုအတီးပြုခဲ့ကြပါရင်ဇီဝဗေဒပညာရှင်တွေဒေါက်တာဂျင်းကွတ်တော်အပါအဝင်ပညာရှင်တွေကတဟာတက်တော်မျိုးစိတ်တွေအကြာကဆက်သွယ်မှုတွေအထက်ကအမှတ်တမ်းတင်ဖို့တမျှအနက်ဆိုင်ဆုံးဥပမာတစ်ခုပဲလို့ရှင်းပြခဲ့ပါရင်ဗီဒီယိုကိုလေ့လာခဲ့တဲ့တာယန်တရိဆန်ဇီဝဗိဒပညာရှင်ဒေါက်တာဆာဝဘက်ကီကအခုလိုမျိုးရှင်းပြပါရင်တောရင်ချင်းတိမတကောင်ကလူတယောက်ကိုတန့်ရှင်းရဲ့လုပ်ပေးတယ်ဆိုတာမကြောက်ဖူးတဲ့အကြောင်းနဲ့ဒါဟာဗီဇကြောင့်မဟုတ်ပါဘူး ဒါကအတိမပြုမှုဂျေဇူးတင်ရှင်တဲ့ယုံကြည်မှုပါလို့ပြောပြခဲ့ပါရီနောက်လာဒီမှာတော့ဒေးဗစ်ကအဲ့ဒီချင်းတဲ့အုပ်စုနဲ့ထပ်ဆောင်ပါရီအကြိမ်တိုင်မှာမိသားစုခေါင်းဆောင်ချင်းတဲ့မကြီးကငင်သားစွာခေါ်တံပေးပြီးတော့သူ့ကိုနှုတ်ဆက်တတ်ပါရီတချိန်ကတီးငယ်တဲ့ချင်းတဲ့လေဟာအခုစင်တော့ပိုပြီးတက်မလာခဲ့ပါပြီဒေးဗစ်ရဲ့ကာအနာကအရေးအထဲမှာကြောက်ရွံ့မှုမရှိပဲလဲလျောင်းနေတတ်ပါရီဒိရခန်တွေကသူ့ကိုစင်မာရဲ့အကူဆိုပြီးခေါ်ဆိုကြပါရီခီးသွားလုပ်ငန်းကုမ္ပဏီတွေကဒေးဗစ်တွန်ဆန်ခီးစင်တွေစတင်ခဲ့ကြပါရီ ဒါပေမဲ့တခြားဧည့်သည်ဝေဘဒူးကမှသူကြုံခဲ့ရတဲ့အတွေ့အကြုံမျိုးမရခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒါဟာကေစေတာထက်ပိုနေခဲ့ပါလိမ့်။လူနဲ့တရိစံအကြကဝိညာဉ်ရှင်ဖလှယ်တဲ့အခိုက်အတန့်တစ်ခုပဲဖြစ်ပါရင်နောက်ပိုင်းမှာဆိုတော့ Thomson Mara Research Foundation ကိုတရိစံတွေရဲ့တည်မြဲမှုစွမ်းရည်နဲ့စိတ်ခံစားမှုကိုလေ့လာဖို့အတွက်ထူထောင်ခဲ့ပါရင်အဲ့ဒီ foundation ရဲ့အစကမြစ်ထဲကအဲ့ဒီနေ့ကနေစခဲ့တာပါ David ရဲ့ဆက်လန်းကကျွန်တော်တို့ကို စာနာစိတ်ဟာကျွန်တော်တို့မျိုးစိတ်တွေနဲ့ပဲကန့်တတ်မထားဘူးဆိုတာကိုသတိပေးနေတာဖြစ်ပါလိမ့်။ဘေးစတဲ့လုပ်ငန်းတစ်ခုကဘာသာစကားဘီစနဲ့ဇီဝဗေဒကိုကြော်လွန်နေစွာပြသနေခဲ့ပါလိမ့်။ပြီးတော့တချို့အချိန်တွေမှာတွဲရိုက်အထဲမှာတော့မှအကြီးမားဆုံးအင်အားကစွမ်းမဟုတ်ပဲစာနာနားလည်မှုပဲဖြစ်တယ်ဆိုတာကိုမိမောင်းထိုးပြနေခဲ့ပါလိမ့်။ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။ဒီလိုကတော့တကယ်ကိုမှပါရမီရှင်ပဲဖြစ်ပါလိမ့်။ သူ့ရဲ့အိမ်အပြင်မှာသူ့ရွက်တွေပုံနေလို့ဆိုပြီးတော့တန့်ရှင်းရေလုပ်တဲ့ဆက်တလုံးကိုတိဆောက်ဖို့ဆုံးဖြတ်လိုက်ပါရင်မြေကြီးကိုအလွဲတကူတန့်ရှင်းသွားလိမ့်မယ်လို့သူထင်ထားခဲ့တာပါဒါပေမဲ့အဲ့ဒီတန့်ရှင်းရေဆက်ကပုံမှန်သဏ္ဍာန်ကောင်းပြီးဘာအလုံးမှကောင်းကောင်းမဖြစ်တော့မှတန့်ရှင်းသွားတဲ့လမ်းမတော်မှာတစ်ကိုင်းတေးတေးလေးဝင်နေသူ့ရဲ့အပိုင်းဆောက်ဝေးကြံ့နေဆဲပဲဖြစ်ပါရင်တီထွေမှုမှာချို့ယုံရှက်ရှိနေမှန်းကိုအမျိုးသားချက်ချင်းပဲသိသွားခဲ့ပါရင်ဒါကြောင့်သူကပြန်ပြင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရင် ဒီလိုနဲ့သူကဆက်ကိုအင်စင်ပြန်ပြီးတော့မောင်းလာခဲ့ပါပြီပထမအဆုံး KRW ကိုမောင်းနေတဲ့တန်ကျိုးကိုဖြုတ်လိုက်ပါရင်ပြီးတော့ဝါယာကျိုးဝင်ကိုဝက်ဥလဲနဲ့ဖြုတ်ပြီးဘက်ထရီကိုထုတ်ပါရင်ဆက်ရအောက်ဖက်ကကွန်ထရိုလာကိုပါဖြုတ်ပါရင်တပ်ဆင်ဖို့အတွက်အသုံးပြုတဲ့ပလတ်စတစ်ရှင်းကိုဖယ်ရှားဖို့တူစီစဉ်ထားပါရင် ပြီးရင်နောက်တပြက်စီခေါင်ရဲ့လှုပ်ရှားမှုကိုထိန်းချုပ်တဲ့မော်တာကိုဖြုတ်လိုက်ပါရင်သူ့ရဲ့တီထွေမှုကိုဖြုတ်ပြရတာကိုသူ့အနေနဲ့စိတ်မကောင်းဖြစ်မနေပါဘူးယင်ရဲ့ body အပြည့်အစုံကိုပဲထားခဲ့ပြီးတော့အရှိကလဲချင်းနဲ့လုံဆောင်ချက်ကိုပဲအဓိကထားပြီးပြန်လည်ဒီဇိုင်းထုတ်ဖို့လုပ်ခဲ့ပါရင်ရှေ့ဖက်တစ်ခုလုံးကို Koneda M တစ်ခုထဲအထိဖြုတ်ချလိုက်ပါရင်သူအဲ့ဒါကိုလွတ်မပြစ်ပါဘူးရိုးရိုးလေးပဲပြန်လန်ပြီးတော့ body အပေါ်ကိုပြန်တက်ပါရင်အဲ့ဒီနောက်ကဟေဆော့ကပြန်ချိတ်ဆက်ပြစ်ပါရင်အခုဆိုရင် Koneda M မှာချိန်ကြီးနိုင်တဲ့ တောင်ဖီရှားဝေပါလာခဲ့ပါပြီနောက်ထပ်တစ်ခုကတော့စတီးပိုက်ကို KR တစ်ခုနဲ့ချိတ်ဆက်ပြီးသူအရင်ဖြုတ်ထားတဲ့မော်တာကိုပြန်တပ်ဆင်လိုက်ပါပြီချိန်လူကိုလည်းအတုံးပြူပြီးတော့အရှိန်နဲ့အနောက် KR အဆုံးဝေးကိုချိတ်ဆက်လိုက်ပါပြီ မော်တာကိုကဟိဆော့ပြီးလုံရှောင်းတက်ဆင်ပြီးတာနဲ့ဒစ်စကိုလဲလိုက်မယ်ဆိုရင်ကီယာကလဲတော့မှာပါတန်ကျိုးတင်အားကအနေတော်ဟုတ်မဟုတ်သူစစ်ဆေးရပါရင်အတီးပြုတ်ပြီးတာနဲ့ stretcher ကိုကွန်နက်တာအန်အဖို့တက်ဆင်ပြီးတော့တခုတည်းဖြစ်အောင်ကဟိဆော့ပါရင်အတိအကျအလျားရဖို့အတွက်ဒစ်စင်တာကနေတိုင်းတာတဲ့တိတ်ကိုဆွဲထုတ်ပြီးတော့စတီးပိုက်ကိုအမှန်အတားလောက်ကကိုင်းရတဲ့အပိုင်းကိုဖြတ်ထုတ်ပါရင်အလေနာမှာဘေးတိုက်ထားလိုက်ပါရင်အဲ့ဒီနောက်တည့်ရအရှင်ဝဲအပေါ်ကိုအခြေခံပြီးအမတ်အတာလုတ်လိုက်ပါရင်အမတ်အတာဝီကနေအပေါ်အစွန်းစီကိုတောင်းဖြတ်မြင်းနေဆွဲပါရင် ရောစောက်ဒေါင်းတွေဖြစ်အောင်မြင်းတွေအတိုင်းဖြတ်ထုတ်လိုက်ပါလိမ့်ဒီအတိုင်းပဲပိုက်ဆက်ရှင်၅ခုထပ်လုပ်လိုက်ပါလိမ့်သူတို့ဝီကိုဖြတ်ထားတဲ့ဘက်အပေါ်လန်ပြီးတော့ vibe အထဲထည့်လိုက်ပါလိမ့်အစွန်တစ်ဖက်စီမှာအပေါက်နှစ်ပေါက်စီဖောက်လိုက်ပါပြီးပြီးရနောက်နောက်ကျောဖက်ကိုညပ်ပြီးတော့ချောမွတ်အောင်လုပ်ပါလိမ့်တစ်သားချောင်းပါလိဝီကိုအစည်းလိုက်ထုတ်လာပြီးတော့အဲ့ဒါဝင်တဲ့တပြက်စီးကိုပြန်ဆောက်ဖို့အစီအစဉ်ပါလေအငည့်ရများချားပြီးတာနဲ့စတီးပိုက်အထဲကိုထည့်တွင်လိုက်ပါလိမ့်ပမနာကကွက်လက်မရှိပဲအပြည့်ဖြည့်ဖို့အလုံးအလောက်ဖြစ်နေခဲ့ပါပြီ အဲ့ဒီနောက်တေတာဝီကိုတင်းတင်းကြကင်ထားနိုင်အောင်ပိုက်ကိုဖိုက်အထိတ်ညပြီးတော့ပြားအောင်လုပ်ပါရင်သူအဲ့ဒီလုပ်ငန်းစဉ်ကို6ဆုံလုပ်ခဲ့တာပါပြီးတော့ဒစ်ကိုမြင်းတွင်နဲ့အပိုင်း6ပိုင်းပိုင်လိုက်ပါရင်မြင်းတစ်ခုစီကပိုက်နဲ့တေတာချောင်းတစ်စုံနဲ့တန်းနေခဲ့ပါရင်ကြိုတင်ဖောက်ထားတဲ့အပေါက်တွေကြောင့်သူတံမိုရီရိုက်သွင်းလိုက်ပြီးခိုင်ခန့်အောင်လုပ်နိုင်ခဲ့ပါရင်သူကတပြက်စီလေဟတ်ကိုအောင်မြင်နဲ့ဖန်တီးနိုင်ခဲ့ပါပြီးဒါကအခုစတော့အစ်စ်ပြုပြင်ထားတဲ့လန်တန်ရှင်ရေးဆက်ဒီဇိုင်းပါအကြည့်နဲ့တင်မလုပ်နိုင်တယ်လဲဆိုတော့မပေါ်ပါဘူး သူချက်ချင်းစမ်းတက်ကြည့်လိုက်ပါရင်ဒါကြောင့်သူ့ရဲ့အိမ်ရှိမှရှိတဲ့တိရဖုံးနေခဲ့တဲ့လမ်းစီကိုတွန်းခဲ့ပါရင်တပြက်စီလေဟတ်ကိုမြေကြီးနဲ့နီးအောင်ချိန်ခဲ့ပါရင်လေတွားစီဖို့ခလုတ်ကိုဖွင့်ပါရင်ချက်ချင်းပဲအားကောင်းတဲ့ပန်ကာတစ်ခုဖြစ်သွားခဲ့ပါပြီအသေးဆုံးသူ့ရဲ့ဒီနဲ့အမိုက်ဒရိုက်တွေအစားတန့်ရှင်းတွန်းခဲ့ပါရင်သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုတင့်အနေနဲ့ဘယ်လိုမျိုးထင်မြင်မိပါသလဲကြည့်ရှုပါရပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ